လာလာတခါလေဆက်စုမပူလေလာမန်ထိုင်ထိုင်အဲ့လိုပါချင်လို့ပါနော်ကဲဆက်စုရမယ်လေဒါဘယ်လိုပြောရလဲဒါမျိုးတွေဘယ်လိုဟိုဘယ်လိုမျိုးသုံးနှာလဲဒါကြီးသိရမယ်မလားကဲလာလာဆက်စုမပူချီရနေရလေထိုင်ပြောမယ်အဲ့ဒါပါလဲဆိုတော့တချီတို့ကเนาะတခါတည်ရင်ကြားလို့ရှိရင်အာ ဒီဘယ်လိုခေါ်မလဲအင်္ဂလိပ်စာအောင်တော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 ်ပြီကွာတရှိရှိရှိပို့ပို့ပြီးတော့ငါဖာပို့သီးလာတယ်ငါဖာပို့သီးလာတယ်အဲ့လိုမျိုးမသိကြအောင်အဲ့တော့ပို့သီးရမယ့်ဟာလေးရှိတယ်ဥပမာဆိုလို့ရှိရင် I go ငါသွားတယ် I don't go ငါမသွားဘူး Hey, I don't go anywhere. ငါဘယ်နေရာကိုမှမည်သည့်နေရာတနေရာမဆိုငါမသွားဘူးဆိုရယ်ဒီ any လေးကြောင့်ဒါချီရပြောရပေါ့နော်။ Hey, I go ငါသွားတယ် I don't go anywhere I do ငါလုပ်တယ် I don't do anything anywhere မြည်သည့်နေရာတစ်ခုကိုမဆိုမသွားဘူး anything မြည်သည့်အရာတစ်ခုကိုမှငါမလုပ်ဘူး I don't do anything အဲ့လို any ရဲ့သဘောကမြည်သည့်အရာတစ်ခုကိုမှမလုပ်ဘူးဆိုပြီးအငင်းပါအတွက် not နဲ့ any နဲ့အမြဲတမ်းတွဲတွဲပြီးတော့ပြောရမယ် သူကလည်းအမေးနဲ့အငင်းမှပဲတုံလို့ရကျမလားကျမချစ်တဲ့မိသည်တယောက်တစ်ခုကိုမှရှိလားမရှိဘူးเนาะကျမသူ့ကိုမှမချစ်နိုင်ဘူးအဲဒါမျိုးဆိုရင် I don't love anyone ဤသူတူတယောက်ကိုမှ ါပေမဲ့ချက်ကြီးလို့ရတာချက်ပါတယ်လေเนาะဆိုတော့ teacher i love everyone เนาะအဲလူဆိုတာကိုကမေတ္တာပေးမေတ္တာရပါတယ်เนาะအဲတာဟိဟိုကဖြစ်တဲ့ဆိုတော့ရှောင်းလိုက်ပေါ့เนาะကိုအရင်မုန်းနေရဆိုတော့ရှောင်းလိုက်ပေါ့ခေတာဆိုတော့ဒါလေးပြောရင်းနဲ့ဆရာဘာပြောပြရလဲရလဲ anyone anything anywhere အဲ့ဒါလေးကို share လိုက်ပါရယ်ရှင်ဒါပေမဲ့ teacher ရောအဲ့လိုမျိုးမပြောပါနဲ့ teacher ရဲ့ anywhere ဆိုရင်နေရာတွေအတွက်သုံးတာလားမြည်သည့်နေရာ anything ဆိုရင်အရာဝတ္ထုတွေအတွက်လားဟဲ့အဲ့လိုမျိုးဆိုရင် teacher မသိဘူးကျမတို့ဆိုရင်တော့ anything anywhere anyone ဆိုတာလူကျို anyone ရာဝတ္ထု anythings နော်နေရာတွေဆိုရင်တော့ anywhere ပေါ့အဲ့ဒါတွေမသိဘူးဆိုရင်ဒီလိုပဲပြောလိုက် I love no one. I go nowhere. I do nothing. I do I love you.